်မင်္ဂလာပါရှင်လလတဲ့အာရှအတန် RFA ရဲ့မတ်လ12ရက်နေ့ဗုဒ္ဓနေ့ညပိုင်းအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီရှင်ကျမဝေမာထုံးပါရှင်တရုတ်နိုင်ငံကစစ်ကောင်စီရွေးကောက်ပွဲကျင်းပဖို့ကူညီမယ်လို့ပြောပါတယ် ပဋိပက္ခတွေဖြစ်စေမဲ့ကိစ္စတွေနဲ့ပတ်သက်မှုမရှိဘူးလို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Miss Julie Bishop ကပြောလိုက်ပါတယ်။ဒီသတင်းနဲ့အတူရခိုင်ပြည်နယ်ကိုပြန်တဲ့စစ်ဘေးဒုက္ခသည်တွေဖမ်းဆီးခံရတဲ့အကြောင်းသတင်းဆောင်မတွေကိုထုတ်လွှင့်သွားဖို့ရှိပါတယ်ရှင်။ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မဲ့အကြောင်းစစ်ကောင်းဆောင်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန်ရှိကျွန်းတို့နေပြည်တော်မှာမတ်လ17ရက်နေ့ကတွေ့ဆုံချိန်မှာဆွေးနွေးခဲ့ကြပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်နေတဲ့အပေါ်တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်သွားမဲ့အကြောင်းဆွေးနွေးခဲ့တာလို့စစ်ကောင်စီကထုတ်ပြန်ပါတယ် ရွေးကောက်ပွဲကိုဒီနှစ်ကောင်ဒါမှမဟုတ်နောက်နှစ်ဆန်းမှာအစောဆုံးကျင်းပမယ်လို့စကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကဒီလာဇန်းကသွားခဲ့တဲ့ရုရှားနဲ့ဘီလာရုခီးစင်မှာပြောခဲ့ပါတယ်။စကောက်စီရဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုနိုင်ငံတွေကထောက်ခံပြီးတော့ကိုယ်စားလှယ်တွေဆေလွတ်စောင့်ကြည့်ဖို့ရှိနေပါတယ်။ လူခွင့်ရေးစောင့်ကြည့်လေးလာရေးအဖွဲ့ HRW ကတော့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲအတွက်နှီးပညာအကူအညီတောင်းခံတာတွေကိုညှင်းပယ်ဖို့နိုင်ငံတကာကိုမတ်လ17ရက်နေ့ကတိုက်တွန်းထားပါတယ်ရှင်ကုလသမဂ္ဂရဲ့ဂတိကဝတ်တွေနဲ့ပဋိပက္ခဖြစ်စေတဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်တာမရှိသလိုထိတွေ့ဆောင်ရွက်မှာမဟုတ်ကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကတုံ့ပြန်ပြောလိုက်ပါတယ်။ Miss Julie Bishop ဟာတရုတ်နဲ့ဆက်သွယ်နေတဲ့မြမစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားပဋိပက္ခတွေရှိနိုင်တာကြောင့်စုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar က Masla Koyane မှာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုတောင်းဆိုထားပါတယ်ဒါနဲ့ပတ်သက်လို့ Julie Bishop ရဲ့သဘောထားကို RFA ကဆက်သွယ်မေးမြန်းရမှာ email ကနေတဆင့်ပြန်လည်ဖြေကြားခဲ့တာပါ ဒါအပြင် Julie Bishop and Partner JPP Company ဟာလုပ်ငန်းဆိုင်ရာမဟာဗျူဟာစမ်းစစ်အကဲဖြတ်လမ်းညွှန်ပေးတဲ့ပုတ်ကလိကအကြံပေးကုမ္ပဏီတစ်ခုဖြစ်ကြောင်းမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့ဘဲကုမ္ပဏီဘဲသူတဦးတယောက်ကမှအကြံပေးတာမျိုးမရှိခဲ့ဘူးကြောင်းပြောပါတယ် JFN ကဒီကိစ္စအပေါ်ကုလသမဂ္ဂအနေနဲ့ တမငါရှန်ကပြည်လဲရပြည်လဲချောင်းကျိုးပန်းချက်ကိုလက်မခံနိုင်ချောင်းဂျူလီဗစ်ရှော့ရဲ့စီးပွားရေးလှုပ်ဆောင်ချက်တွေဟာသူ့ရဲ့လုပ်ငန်းတာဝန်တွေကိုဂုံတိတ်ခါရှိရှိလှုပ်ဆောင်ရမှာလိုအပ်တဲ့ဗမ်းမလိုက်မှုနဲ့အမိအခုကင်မှုအပေါ်မေကွန်းထုတ်စရာဖြစ်တယ်လို့ဒီနေ့ပြောလိုက်ပါတယ်ရှင် ရခိုင်ပြည်နယ်စစ်တွေမြို့အနီးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့အခုရက်ပိုင်းအတွင်းလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒေသခံတွေပြောဆိုချက်အရစစ်တွေမြို့အနီးရွှေမင်းကန်ရေဒက်စခန်းကစစ်ကောင်စီတပ်သားတချို့မြို့အနီးမှာရှိတဲ့ကြီးရောရွာနဲ့ဆက်ရိုးကြတံတားအနီးကိုဆုတ်ခွာသွားပြီးတော့တုံးဆောင်ရွာစစ်ကြောင်းကတော့ဗျိုင်းဖြူရွာတဲကိုဆုတ်ခွာသွားပါတယ်။ မတ်လ12ရက်နေ့ဒီနေ့မနက်ပိုင်းမှာ AA ကစစ်ကောင်စီတက်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့ဆိုပါတယ်စစ်ကောင်စီတက်ကလည်း AA တက်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ယူဆတဲ့နေရာတွေကိုလက်နက်ကြီးတွေဒရုန်းနဲ့ဇက်တိုက်လေယာဉ်တွေအသုံးပြုပြီးတော့တံပြန်တိုက်ခိုက်နေတယ်လို့ပြောပါတယ်ရှင် ပဲခူးတိုင်းပရောင်မြို့နယ်ရခိုင်ရိုးမပေါ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA မဟာမိတ်တပ်တွေတိုက်ပွဲတွေဆက်လက်ဖြစ်နေပြီးတော့စစ်ကောင်စီကလေချောင်းကနေပို့တိုးတိုက်ခိုက်လာတယ်လို့ဒေသခံတွေကပြောပါတယ်ယုံမတော်တဲ့ကပကံကွဲ အနီတော်လန်းတွေထဲမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့စစ်ကောင်စီကလေရင်ပစ်ကူဒရုန်းအပြင် က်တက်လေးထီးတွေနဲ့ပါပြစ်ကူပေးနေတယ်လို့ပြောပါတယ်။တိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာဗဒောင်းတောင်ကုတ်လမ်းပေါ်မှာတည်ရှိပြီးတော့ဗဒောင်းမြို့နယ်ထဲမှာပါဝင်နေပါတယ်။မိုးထီတောင်ကိုအေအေကဇန်နဝါရီလ26ရက်နေ့ကသိမ်းပိုက်လိုက်ပြီးရဲ့နောက်တိုက်ပွဲတွေဟာညောင်ကျိုးညောင်ခြေတောက်ကျေးရွာတွေအထိရောက်လာတာလို့ဒေသခံတွေကပြောပါတယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်တဲကရွာတွေကိုစစ်ကောင်စီတပ်ကမတ်လ12ရက်နေ့မနက်ပိုင်းမှာစစ်ကြောင်းထိုးနေလို့ဒေသခံ8000ကျော်ဘေးလွတ်ရာကိုတန်းရှောင်နေရပါတယ်။အင်အား100ကျော်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကမုံရွာမြို့နယ်ချင်းတွင်းမြစ်အနီးကရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတာပါ။ စစ်ကြောင်းထိုးချိန်မှာချမ်းသာကျွံ့ရွာအနီးကကာကွယ်ရေးတပ်စခန်းတစ်ခုစီးနှင်းခံရတယ်လို့ဒေသခံတွေက ပြောပေမဲ့အသေးစိတ်ကိုသိနိုင်မှု RFA ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်တကြံကာလနေရပြန်ကြမယ်တရားဝင်ရွှေ့ပြောင်းအလုပ်သမားတွေထိုင်းနိုင်ငံနဲ့ပြန်လည်ဝင်ရောက်ခွင့် re-entry လက်မှတ်မလိုပဲနေရပြန်နိုင်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနကကြေညာလိုက်ပါတယ် ဆုံခရန်တကြံပွဲတော်ကာလနေရပြောင်းကြမယ်မြန်မာကမ္ဘောဒီးယားလာအိုရွှေပြောင်းမြန်မာအလို့သမားတွေအနေနဲ့လာမယ့်ဧပြီလ1ရက်နေ့ကနေပြီးတော့မေလ15ရက်နေ့အထိပြည်ဝင်ခွင့်လက်မှတ်မလို့ပဲထိုင်းနိုင်ငံနဲ့ပြောင်းဝင်နိုင်တယ်လို့ဆိုပါတယ်မေလ15ရက်နေ့နောက်ပိုင်းမှာပြန်လည်ဝင်ရောက်လာရင်တော့လက်ရှိအလို့သမားဗီဇာပြတ်ပြဲသွားမှာဖြစ်ပြီးတော့အသစ်ပြန်လျှောက်ထားရမယ်လို့ကြေညာထားပါတယ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာအာဟာရချို့တဲ့လို့အရေးပေါ်ကုသမှုခံယူနေရတဲ့ကလေးငယ်အရေးအတွက်ဟာပြီးခဲ့တဲ့နှစ်နဲ့နှိုင်းရှင်မယ်ဆိုရင်အခုနှစ်ဖေဖော်ဝါရီလမှာ29ရာဂိုင်းနှုန်းတိုးလာတယ်လို့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကပြောလိုက်ပါတယ်။ လက်ရှိမှာစခန်းအတွင်းကကလေးငယ်15ရာခိုင်နှုန်းကျော်ဟာအာဟာရချို့တက်မှုနဲ့ရင်ဆိုင်နေရပါတယ်။ဒါဟာ2018ခုနှစ်ကစလို့ရိုဟင်ဂျာဒုက္ခသည်တွေအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းခံရပြီးနောက်ပိုင်းအမြင့်ဆုံးအခြေအနေဖြစ်ပါတယ်။ဒီနှစ်ထဲမှာရိုဟင်ဂျာဒုက္ခသည်စခန်းတွေကကလေးငယ်14000ကျော်ဟာဆိုးဝါးတဲ့အာဟာရချို့တက်မှုထံကိုခံရမယ်လို့ UNICEF ကနှစ်ဦးပိုင်းမှာခန့်မှန်းထားပါတယ်ရှင်။ အခုဆက်လက်ပြီးသတင်းဆောင်မတွေကိုထုတ်လွှင့်ပါမယ်ရှင်။ရခိုင်ပြည်နယ်ကမြို့နယ်၁၄ခုကိုအာရခတက်တော် AA ကထိန်းချုပ်ပြီးနောက်ပိုင်းနေရပြန်လာကြတဲ့အရက်သားတွေကိုစစ်ကောင်စီကဖမ်းဆီးနေတဲ့အကြောင်းမတ်ထက်ထအိမ်ရောင်တင်ပြပါမယ်ရှင်။အာရခတတော် AA ကရခိုင်တပြည်နယ်လုံးနီးပါးကိုတိမ့်ပိုက်ထိန်ချုပ်ပြီးနောက်တခြားဒေသတွေကနေနေရပြန်ဖို့ကြိုးစားကြတဲ့စစ်ဘေးဒုက္ခသည်တွေကိုစစ်ကောင်စီကဇက်တိုက်ဖမ်းဆီးနေတယ်လို့ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေက RFA ကိုပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကအေယာဝတီတိုင်းတာပေါင်းမြို့နယ်ကနေရခိုင်ပြည်နယ်ကိုပြန်လာကြတဲ့စစ်ဘေးဒုက္ခသည်၁၂ယောက်နဲ့စိုင်းကေအငှားမောင်းသူ၄ယောက်စုစုပေါင်း၁၆ယောက်ကိုမယမ်းချိုတစ်ထုတ်လို့ရေးစခန်းအနီးမှာစစ်ကောင်စီတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေဟာရခိုင်တိုက်ပွဲကာလအတွင်းအေယာဝတီတိုင်းကိုထွက်ပြေးတင်းရှောင်ခဲ့ကြတဲ့စစ်တွေနဲ့ကွာမြူနယ်ကဒေသခံတွေဖြစ်တယ်လို့လုံခြုံရေးအရာမြင့်မဖော်လို့တဲ့တာပေါင်းမြို့ကတယောက်ကပြောပါတယ်။ဒီလိုရိုးဟုတ်ကဲ့ကိုကြော်အောင်ထိုင်ခဲ့တဲ့ဒီကညတော့ခိုးထွက်တယ်လို့ မှာကလေးတွေရောလူကြီးတွေရောအကုန်လုံးကပြောရလို့ရှိရင်အချက်နဲ့ညင်းကောင်းနဲ့မှန်နေရအကုန်လုံးဖမ်းတယ်ဖမ်းပြီးကားပေါ်တင်ပြီးဖျားကြီးအောင်လက်ကန်ရုပ်တုတ်ပြီးခေါ်လာတယ်ရခိုင်တိုက်ပွဲကာလအတွင်းတန်ရွဲနဲ့ဂွားမျိုးနယ်တွေကနေအေယာဝတီတိုင်းရေကြီးတာပေါင်းနဲ့ကျုံပျော်မျိုးနယ်တွေကိုထွက်ပြေးတင်းရှောင်ခဲ့ကြတဲ့စစ်ဘေးဒုက္ခသည်တွေဟာပြီးခဲ့တဲ့လကစလို့စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်တွေကိုရှောင်လွှဲပြီးတော်လန်းတွေကနေနေရပြန်နေကြတာပါ ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့မတ်လဒုတိယပတ်အတွင်းကလည်းရေကြီးနဲ့ကြုံမျောမြွနယ်တွေကနေရခိုင်ပြည်နယ်၊ကွားမြွနယ်ကိုပြန်တဲ့စစ်ဘေးဒုက္ခသည်26ရောက်ကိုငတိုင်းညောင်မြို့အနီးကရခိုင်ရုံးမအစမှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ဖမ်းဆီးခံရသူတွေရဲ့မိတ်ဆွေတအူက RFA ကိုပြောပါတယ်။ငတိုင်းညောင်တို့ရေကြီးတို့ကနေကိုယ့်နေရာကိုပြန်လာတာတိုင်းကလေးနဲ့အဲ့ဒါမှဆင်းဖမ်းတာဟိုပြန်တဲ့ဘွယ်ဟိုဒီပေါင်း20တပြက်ဖမ်းနေ6ရောက်တပြက်ဖမ်းနေအဲ့ဒါကြီးက ခုရပိုင်းထဲမှာဖားနေတာဖန်စီခံရသူတွေဟာအသက်၁၈နှစ်အောက်ကလေးတွေနဲ့အသက်၅၀ဝန်းကျင်အရွယ်တွေပါဝင်ပြီးရေကြီးမြို့နယ်ရဲစခန်းမှာထိမ့်သိမ်းခံထားရတယ်လို့သူကဆိုပါတယ်။ရေကြီးနဲ့ငတိုင်းချောင်းမြို့ကရဲချုပ်ခန်းတွေမှာနေရပြန်ရင်ဖန်စီခံရသူရာဂဏန်းနီးပါးရှိနေတယ်လို့ရေကြီးမြို့နယ်မှာခိုလုံနေတဲ့ရခိုင်စစ်ဘေးဒုက္ခသည်တယောက်က RFA ကိုပြောပါတယ်။ပါကားတဲ့လူကြတော့လေသူတို့ချောင်းဝင်တယ်မှာရေတကောင်းဝင်တယ်မှာစစ်တို့သွားတော့တော့တင်းနေကြတယ်အဲ့ဒါအလားတူရတယ်အမှုဘာမှမလုပ်သေးဘူးပြောတယ် ရမလားဆိုတော့ဒီရေကြီးနဲ့ဟိုငါသားကြောင့်စကားနေမှာတော့အမိသားစုဝင်ရပလေးလူစကားနေမှာတော့မကန်တော့လို့အကြောင်းမိတာပဲအဖမ်းခံရတဲ့စေဘေးဒုက္ခသည်တွေကိုစားသုံးကုန်တွေတရားမဝင်သိမ်းယူမှုအပြင်အေအေးနဲ့ဆက်သွယ်ရေးဆိုပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်52ကာကြီးနေပါစစ်ကောင်စီကအမှုဖွင့်တာတွေရှိနေတယ်လို့လဲဆိုပါတယ် ရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်နဲ့အေအေတို့တိုက်ပွဲတွေကြောင့်လူဦးရေ9သိန်းခန့်အိုးအိမ်ဆုံးခွာထွက်ပြေးနေရဆဲဖြစ်ပြီးအချိန်ကြာလာတာနဲ့အများဆောင်ဝန်တွေခက်ခဲလာတယ်လို့ဒုက္ခသည်တွေနဲ့အကူအညီပေးနေသူတွေက ပြောထားပါတယ်ရှင်။ကရင်ပြည်နယ်ဖက်အံမြို့မှာစစ်ကောင်စီတပ်ကထိုင်းကုံပစ္စည်းတင်ကုံကား၈၀၀လောက်ကိုဖမ်းဆီးစစ်ဆေးနေပါတယ်။အပြည့်အစုံကိုမဲ့ရင်မျိုးသူဆက်တင်ပြပါမယ်ရှင်။ ကင်းပြည်နယ်မြောက်ရီမြို့ဘက်ကနေဆင်းလာတဲ့ကုန်ကား800လောက်ကိုဖအံမြို့မှာစစ်ကောင်စီရဲ့တရားမဝင်ကုန်စီတိုက်ဖျက်ရေးအဖွဲ့ကမတ်လအစောပိုင်းကစပြီးတော့ဖမ်းဆီးစစ်ဆေးနေတာလို့ကုန်တယ်တွေကပြောပါဗျာတရားမဝင်ကုန်ပစ္စည်းနဲ့တွင်းကုန်ပို့ကုန်ဂျူတီစာရွက်ကိုအဓိကထားစစ်ဆေးနေတာလို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့ကုန်ကားသမားတယောက်က RFA ကိုပြောပါဗျာအတီး900လောက်ဖမ်းရတယ်ဟိုကမ်ဂျက်တီဝိုင်းကလည်းအဲ့တော့အဲ့တော့မှတ်ဖမ်းရတယ် အပြီးဆုံးကတော့လုံးဝအဆန်းဆန်းတင်ရတယ်ဆက်ရက်အပြီး၄00လို့ပြောတော့ကသူတင်းကြီးနေရတယ်ပြီးရတယ်အဲ့တော့ဒီနေ့တော့တို့ကိုပန်းလာချီပြီးမှပန်းတရားမဝင်ကုံစီတင်ပို့မှုတိုက်ဖြတ်ရေးကော်မတီခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကဖေဖော်ဝါရီလ28ရက်နေ့ကော်မတီအစည်းအဝေးမှာတရားမဝင်ကုံစီတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးဖို့ပြောဆိုခဲ့ပြီးတဲ့နောက်အခုလိုဇက်တိုက်ဖမ်းဆီးနေတာပါဒီလိုဖမ်းဆီးနေတာကြောင့်ကုန်တင်ပို့တာတွေရပ်ထားရတယ်လို့လုံခြုံရေးအရာအမည်မဖော်လို့တဲ့မြောက်ရီမြို့ကုန်တယ်တယောက်က RFA ကိုပြောပါရယ်စစ်ကောင်စီကကာကွယ်ပူးပေါင်းတပ်တွေဝင်ငွေရနေတာကိုဖျက်တောက်ဖို့ကြိုးပမ်းနေတာလို့ကရင်မျိုးသားအစီယုံ KNU ပြောခွင့်ရသူဘရူစော့တော်နီက RFA ကိုပြောပါရယ် အာသူတို့လုတ်ချင်တာကတော့ကျွန်တော်တို့ဝင်ငွေတွေမရှိတော့အောင်ဆိုပြီးတော့ဒီကာသမားတွေလုပ်ငန်းရှင်တွေကျွန်တော်တို့စီကိုမလာရဲတော့အောင်ကုံသွန်ဘူးမလုတ်နိုင်တော့ရှောက်လုတ်တဲ့သဘောပါ KNU နဲ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဟာမြောက်တွေကနေကော့ဂရိတ်အထိအာရှလမ်းမကြီးကိုထိန်းချုပ်ထားပြီးတော့ကုန်ကားတွေကိုအခွန်ကောက်ခံတာတွေရှိတယ်လို့လဲဆိုပါတယ်အမည်မဖော်လိုတဲ့စစ်တပ်အရာရှိဟောင်းတယောက်ကလည်း PDD ရော KNU ရောအဲဒီကြီးကောသုံးဖို့ဆက်ကလည်းပါမှာပေါ့အကျင့်တွေလည်းပါမှာပေါ့နော်ဒီပထမတစ်မျိုးကတော့နိုင်ငံတော်မှာအခွန်ညော်နေလို့ ဒုတိယတစ်မျိုးကတော့နိုင်ငံတော်ဟလာဆန့်ကျင်တိုက်ခိုက်နေတဲ့လူတွေရဲ့အတွက်ကိုဟလာကျွန်တော်ကဟလာကဒီတန်တာငွေကြီးတောင်းတမှုဖြစ်လာလို့အဲ့ဒီကြောင့်နှစ်ကြောင်းနဲ့ကျွန်တော်တို့ အဓိကတားဆီးရတယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်။ဖေဖော်ဝါရီလအတွင်းနိုင်ငံတော်အမှတရားမဝင်ကုန်စည်တင်ပို့မှု66မှုအထိအမှုဖွင့်လှစ်ခဲ့ပြီးတော့ကုန်ပစ္စည်းတန်ဖိုးငွေကျပ်တန်း9000ကျော်ဖန်ဆီးရမိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မတ်လ10ရက်နေ့ကနေ10ရက်နေ့အတွင်းတရားမဝင်ကုန်ပစ္စည်းတန်ဖိုးငွေကျပ်တန်း1000ကျော်ထပ်မံဖမ်းမိခဲ့တယ်လို့လည်းစစ်ကောင်စီရဲ့သတင်းစာတွေမှာဒီကနေ့ဖော်ပြထားပါတယ်ရှင်။ မလေးရှားမှာတရားမဝင်နေထိုင်လို့အဖမ်းခံရတဲ့မြန်မာနိုင်ငံသားတွေနေရပြန်ပို့ခံနေရတာကြောင့်အာဓမစစ်မှုထမ်းခိုင်းခံရမှာကိုစိုးရိမ်နေရတဲ့အကြောင်းကိုကိုရဲကောင်မြန်မာတင်ပြပါမယ်ရှင်။မလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်တဲ့နိုင်ငံသားတွေကိုရှာဖွေဖမ်းဆီးတာပိုများလာသလိုအဖမ်းခံရတဲ့မြန်မာတွေကိုအရင်လိုတရားရုံးတင်စီရင်ချက်ချတာမျိုးမလုပ်တော့ဘဲပြန်ပို့နေတဲ့အတွက်မြန်မာပြည်ပြန်ရောက်တဲ့အခါမှာစစ်မှုထမ်းတွေကိုအတင်းအဓမ္မသွတ်သွင်းခံရမှာကိုစိုးရိမ်နေကြပါတယ်။ ်ဖေဗရူလာမကုန်ခင်မှာတင်ဂျိုဟိုးပြည်နယ်နဲ့ဆလန်ကောပြည်နယ်မှာအထောက်ထားမဲ့နိုင်ငံသားသားတထောင်ကျော်လောက်အဖမ်းခံလိုက်ရပြီးအဲ့ဒီထဲမှာတဝက်ကျော်လောက်ကမြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ကူညီပေးနေတဲ့ဖွဲ့တွေကပြောပါတယ်။ဒါကြောင့်နေထိုင်မကောင်းရင်တော့စီကန်းသွားဖို့ကြောက်နေကြတယ်လို့မလေးရှားရောက်နေတဲ့ချင်းလူငယ်တူကပြောပါတယ်။ကအရာဝတ်နဲ့ပဲပြန်ဖမ်းနေနေရတဲ့ရှိလာတော့လေဒီမကောင်းလို့ရှေ့ခံပြဖို့တွားတဲ့လမ်းမှာပဲလမ်းတော်မျိုးလို့ဖမ်းခံရရတဲ့ဟာလည်းရှိတယ်ပေါ့ အရင်ကဆိုရင်အဖမ်းဆီးခံရရင်တရားရုံးတင်စစ်ဆေးခံရပြီးထောင်ဒဏ်3လကနေ6လထိကြာခံရတယ်လို့တရားရင်ဆိုင်နေရတဲ့အချိန်မှာ မလေးရှားရင်ဂစ်ငွေ1000လောက်အကုန်ခံနိုင်ရင် ပြန်လွတ်ကြပါတယ်။နောက်တနည်းကလည်းကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးုံ UNHCR မှာဒုက္ခသည်အဖြစ်အသိမှတ်ပြုကိုရှောက်ထားတဲ့သူတွေဆိုရင်လည်းပြန်လွတ်ပေးပါတယ်။ဒါပေမဲ့အခု2025နှစ်ဆန်းလောက်ကစပြီးတရားရုံးမတင်တော့ဘဲပြန်ပို့နေတာပါ။ ြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားရေတွက်ဘလောက်ရှိပြီလဲဆိုတာမလေးရှားအာဏာပိုင်တွေကတရားဝင်ထုတ်ပြန်တာမရှိတဲ့အတွက်အတိအကျသိရဖို့ခက်ခဲနေတယ်လို့ကုညီပေးနေသူတို့ကပြောပါတယ်။အခုတလာပိုင်းနေစပြီးတော့တော်တော်စတော့ဖြစ်လာတယ်အခုနှစ်လပိုင်းနဲ့ဆိုပို့ဆိုးတာပေါ့နော်။ဖန်းနေဖန်းနေအရာလဲတောက်လျှောက်ဇက်တိုက်လို့လူဖန်းနေအခုယုံကြီးမတင်တော့ဘူးတောက်လျှောက်အကုန်လုံးဒီနှောင်းကတော့အသက်မပြေးတဲ့လူပဲယုံကြီးမတင်တာဟုတ်အခုကအသက်မပြေးတဲ့လူပဲပြေးတဲ့လူအကုန်လုံးယုံကြီးမတင်တော့ဒါကြောင့် မြန်မာနိုင်ငံကိုပြန်ပို့ခံရရင်စစ်မှုထမ်းဥပဒေနဲ့ပြန်ပြီးဖမ်းဆီးခံရမှာကိုစိုးရိမ်နေကြတယ်လို့လူငယ်တူကပြောပါတယ်။ဘာဝင်ကချက်ကိုတော်တော်လေးကိုပို့လာလို့ပြင်ရှိတော့ခုနောက်ပိုင်းကျတော့ဒီထောက်ထားကမရှိတဲ့သူပြင်ကြလို့ပြင်သူတို့တခါလဲမြန်မာပြည်ကိုပြန်ပို့တယ်။မလေးရှားကနေပြန်ပို့ခံရပြီးမြန်မာပြည်မှာပြန်အဖမ်းခံရတဲ့သူအနည်းဆုံး၁၀ယောက်လောက်ရှိနေတယ်လို့ရခိုင်နဲ့ချင်းဘက်ကလူငယ်တွေဖြစ်တယ်လို့လည်းပြောပါတယ်။ UNHCR မလေးရှားရုံးရဲ့2025ခုနှစ်ဇန်နဝါရီလအစည်းအဝေးရာနိုင်ငံရေးခိုလုံခွင့်ရှောက်ထားတဲ့မြန်မာနိုင်ငံသား3,800နီးပါးရှိတယ်လို့သိရပါပါတယ်ခင်ဗျာ RFA ရဲ့အစည်းအဝေးကိုဒီမှာပဲရန်နာပြရစေမြန်မာပြည်သူပြည်သားများမင်္ဂလာရှိရညချမ်းဖြစ်ပါစေရှင်